တမားလုံးမင်္ဂလာခင်ဗျဒီနေ့ညမှာတော့ဘောလုံးလောကစီကစိတ်ဝင်စားစရာကောင်းတဲ့ဒီနေ့တပုတ်ကိုပြပေးကြပါရစေအဲ့တော့ဒီနေ့ညမှာမန်ယူနဲ့အာဆီယံညွန့်ပေါင်းအသင်းတို့ရှင်မြန်ကစားကြကြပါခင်ဗျရှည်စမ်းပွဲစဉ်ပေါ့လေယာယီသိမ်းပြီးတော့မန်ချက်စတာနိုက်တက်အသင်းဟာဒီရှည်စမ်းပွဲကစားဖို့အတွက်မလေးရှားနိုင်ငံကိုရောက်ရှိလာခဲ့တယ်မလေးရှားနိုင်ငံဘူကစ်ဂျာလီအာကစားကွန်ကြီးထဲမှာဒီကနေ့ညနေမှာတော့မန်ယူနဲ့အာဆီယံညွန့်ပေါင်းအသင်းတို့ရှင်မြန်ကစားတဲ့ရှည်စမ်းပွဲကိုကျင်းပခဲ့တယ်ပေါ့လေဒီပွဲမှာထူးခြားတာကတော့ အာဆီယံညွန့်ပေါင်းအသင်းကမန်ယူကိုတကုံးကုံးမရှိဆွဲရလာနဲ့အနိုင်ရသွားတာပဲပိုပြီးထူရှားတာကတော့အာဆီယံညွန့်ပေါင်းအသင်းအနိုင်ရတဲ့ဂိုးကိုမြမလေးရေးစီကသာသမာမမောင်လေးကတွင်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျမမောင်လေးကမန်ယူအသင်းကိုအားပေးတဲ့အမခံဖမ်းမှာသူ့အနေနဲ့မန်ယူနဲ့ပွဲမှာပွဲထွက်ပြီးကစားကွင်ရချင်တယ်လို့ပွဲမဆိုင်ကလေးကပြောထားခဲ့တယ်ဒီပွဲမှာသူဒီလူစားဝင်ကစားသမားဖြစ်ဝင်ရောက်ကစားကွင်ရခဲ့တယ်တကယ်လည်းရှည်သွန်းပြသွားခဲ့တယ် မန်ယူကလည်းဒီဘက်မှာကစားသမားတွေအများကြီးလဲလေအသုံးပြုပြီးတော့ပွဲကစားသွားခဲ့တယ်ခင်ဗျမန်ယူဟာအဓိကကစားသမားတွေကိုပွဲထွက်လူစင်းမှာထည့်ခဲ့တယ်အိုနာနာတို့ပါခဲ့တယ်မကွာယာတို့ပါခဲ့တယ်နောက်ပြီးတော့ဒီကွင်းလယ်မှာဆိုရင်ကတ်စမဲရိုတို့ပါလာခဲ့တယ်နောက်ပြီးတော့ဥဂါဒီတို့ပါလာခဲ့တယ်မိုင်နူးတို့ပါလာခဲ့တယ်ဟော့ရှလန်တို့ပါလာခဲ့တယ်ဒါလော့တို့ပါလာခဲ့တယ်အဲ့လိုလူစင်းနဲ့မန်ယူပွဲထွက်လာခဲ့တာခင်ဗျအဲဒီပွဲမှာပထမဆုံးပြီးတဲ့အချိန်မှာတော့ဂိုးသမားနေရာမှာအိုနာနာရဲ့နေရာမှာ တွန်ဟီတန်ဝင်ပြီးတော့ကစားသွားခဲ့တယ်။မမောင်လင်ကအဲ့လူသားဝင်ကစားသမားလူသားဝင်ကိုသမားတွန်ဟီတန်စီကိုကိုသွင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။ပွဲကစားချိန်82မိနစ်မှာမမောင်လင်ကအာဆီယံညွန်ပေါင်းတဲ့အနိုင်ရရှိစေမယ့်အဖို့တန်အနိုင်ကိုကိုသွင်းပေးသွားခဲ့တာဖြစ်ပါတယ်။ကိုသမားတွန်ဟီတန်နဲ့တယောက်ချင်းရင်ဆိုင်တွေ့ချိန်မှာကန်သွင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။မမောင်လင်ဟာဒီပွဲမှာပွဲကစားချိန်54မိနစ်ကိုရောက်မှလူသားဝင်ကစားသမားအရန်ကစားသမားဖြစ်ဝင်ရောက်ကစားခွင့်ရရှိခဲ့တာပါ။ မမောင်လင်းတက်တော့ဒီဘွဲကအမှတ်တရဖြစ်ခဲ့ရသလိုမြန်မာဘောလုံးပြည်သက်တွေအတွက်ရောမြန်မာနိုင်ငံမှာရှိနေတဲ့ပြည်သက်အားလုံးအတွက်အမှတ်တရဖြစ်เสียပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာကစားသမားတယောက်ကမိုင်းလိုအသင်းမျိုးကိုဂိုးသွင်းလိုက်နိုင်တဲ့ပွဲမျိုးဖြစ်ခဲ့လို့ပါပဲခင်ဗျာ။ပြီးတော့အာဆီယံညွန်ပေါင်းအသင်းကမမောင်လင်းရဲ့သင်္ကန်းနဲ့အနိုင်ရသွားတာဆိုတော့ပို့ပြီးတော့အမှတ်တရဖြစ်ရပါတယ်။မိုင်းဘက်ကဒီပွဲကိုကစားသမား16အထိ လူသားလဲလဲထဲသွင်းပြီးတော့ကစားသွားခဲ့တယ်အာဆီယံညွန်ပေါင်းဘက်ကတော့ကစားသမား15ယောက်အထိလူသားလဲလဲထဲသွင်းပြီးတော့ကစားသွားတာကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ခင်ဗျအဲ့တော့ဒီနေ့ညမှာမောင်မောင်လေးသွင်းယူနေဂိုးနဲ့ပေါ့လေအာဆီယံညွန်ပေါင်းအသင်းကမန်ယူတို့ကိုမရှိရနိုင်တဲ့ပွဲစဉ်လေးဟာပြည်သက်တွေအတွက်အမတ်တရဖြစ်စရာကောင်းတာမို့သုံးသက်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ